အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာအကသောရဲ့အကသော official youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော် channel လေးကနေဒီကနေ့မှတင်ဆက်ပေးဖို့ရေးချဲထားတဲ့ဇာတ်လမ်းကောင်းလေးကတော့ဆရာအကသောကိုယ်တိုင်ရေးသားထားတဲ့ဖျက်ဖျက်ဥအောင်ရှင်နဲ့ကုလိုမရတဲ့ပယောကအတွဲနှစ်စာသင်22ပဲဖြစ်ပါရဲ့ခင်ဗျာဒီဇာတ်လမ်းလေးကိုတော့ကျွန်တော်လင်္ကာကျော်မှတင်ဆက်ပေးသားမှာဖြစ်ပြီးတော့ဇာတ်လမ်းလေးကိုမတင်ဆက်ပေးခင်မှာလဲ ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါသေးခင်ဗျာခံစားနားဆင်အားပေးကြပါဦးနော်လူကလည်းပြန်ထနိုင်ပြီဆိုတော့မှန်ရှိမှရင်ဘကြီးကဒန်ရန်ကြီးကိုတွားလှန်ကြည့်ရတယ်ရင်ဘကဒန်ရန်ကြီးကလည်းတထွားနှစ်ထွားလောက်ရှိတယ်ဗျမသိရင်ရင်သွေးဘူးလောင်ထားသလိုမျိုးအသားတွေကပုံစံပြက်နေတယ်အမယုတ်ကလည်းအယောင်ကကြောက်တင်ပုံရောင်လို့မဲနေနေတာပဲဗျာကျုပ်တသက်ဒီလိုအမယုတ်မျိုးမမြင်ဘူးမခင်ကြီးကလည်းဂျုံသားကိုကတ်လာပြီးတော့ ဟိုနေရတော့ဘလူနေသေးလဲရင်မောင်ကျုပ်ကလည်းရှက်ရှက်နဲ့အင်ကြီးကိုပြန်ဆွဲချလိုက်တယ်။အော်ဟိုတက်တာပါတယ်အမခင်ကြီးရဲ့အမရောက်ကနာသေးလားနာတော့မနာဘူးအမရဲ့အော်ဒါနဲ့အမခင်ကြီးဆရာကြီးကိုအိမ်မှာမတွေ့ပါလားဘယ်သွားတာလဲကျုပ်ပြောတော့မခင်ကြီးကလည်းအထူးသန်းနဲ့ဟဲ့အိမ်ပေါ်မှာရှိတယ်မဟုတ်ဘူးလားဘယ်ဟာဟောရမှာလဲအမခင်ကြီးကအိမ်ပေါ်မှာကျုပ်တော်ထဲရှိတာပါဗျာ မခင်ကြီးကလည်းမယုံသင်္ကန်းနဲ့အိမ်ခန်းထဲကိုဝင်ကြည့်လိုက်တယ်။ဟဲ့အေးဟဲ့အဖေဘယ်ရောက်သွားတာလဲ။ဟိုအိမ်မောင်မမရှိဘူးဆိုတော့ရွာထဲထွက်သွားတယ်ထင်တယ်။မခင်ကြီးကလည်းခေါင်းခါလိုက်တယ်ဗျ။ဟိုမဖြစ်နိုင်ဘူးခဲ့။ငါကလည်းအိမ်ရှိကုပြက်မှာဟေးရသေးနေတာပဲလေ။အဖေစင်းသွားရင်ငါမြင်ရမှာပေါ့။ဟောဗျာအိမ်ပေါ်တက်ကလည်းအတက်စင်းကတပေါက်ထဲရှိတာလေ။အိမ်မောင်မလည်းမရှိအိမ်ရောက်ကိုလည်းစင်းမသွားဘူးဆိုရင်ဆရာကြီးကဘယ်ရောက်သွားတာလဲ။အေးထူးတော့ထူးတယ်ရင်မောင်။ ဒါပေမဲ့အဖေကအဲ့လိုပဲတခါတခါကျရင်ဘယ်ပြောက်လို့ပြောက်သွားမှမသိအောင်ပြက်ပြက်သွားတတ်တယ်ဟိုငါသတိထားမိတာ3-4ခါလောက်ရှိပြီကျုပ်ပြင်ဖွင့်ထားတဲ့ပရင်ပေါက်ကိုကြီးလိုက်ပြီးတော့ဟိုဆရာကြီးကဇန်ရပြီးတော့ပြန်ထွက်သွားတာလားဒါမှမဟုတ်ကိုဖြောက်ပြီးတော့အပြင်ဝင်သွားတာများလားဗျာဒီလိုတော့ဟုတ်မှမထင်ပါဘူးဟဲ့အနေဦးပိုသေးကြတော့အောင်လို့အိမ်ရှိမှအဝေးဆောင်နေတဲ့နှင်းကြီးကိုမေးကြည့်ရမယ်ကျုပ်နဲ့မခင်ကြီးကလည်းအိမ်ပေါ်နေဆင်းလာခဲ့တယ် နှင်းကြီးကလည်းဇလာကြီးတစ်လုံးဆွဲယူလာပြီးတော့ဂျိုဒန်နားမှာယက်နေတယ်။ဂျိုဒန်ကလှေကားတက်စင်းနဲ့တိတ်တော်မဝေးဘူးဗျ။ဟဲ့နှင်းကြီးအဖေပဲသားတယ်။နှင်းကြီးကလည်းကြောင်းအန်းနဲ့ဟိုအိမ်ပေါ်မှာရှိတယ်မဟုတ်ဘူးလား။ခုနကအထိအိမ်ပေါ်ကချောင်းရံတယ်ကြားရပါသေးတယ်။အေးဒုန်းနေရောလည်းအိမ်ပေါ်မှာရှာပြီးပြီဟဲ့မရှိလို့ပေါ့ဟာ။အပြင်များထွက်သွားတာလားလို့။ဩအပြင်တော့မထွက်တော့ပါဘူးမရေ။သမီးအိမ်ရှိမှာအဝေးရှောင်နေတာပဲ။အဖေထွက်သွားရင်မြင်လိုက်မှာပေါ့။ ျွန်တော်ပြောတာဟုတ်နေပါပြီအမခင်ကြီးရဲ့ဆရာကြီးကဗရင်မောက်ကနေမိုးပေါ့ကိုပြန်ထွက်သွားတာဖြစ်မယ်ဗျနင်းကြီးကလည်းကြုတ်ကိုကြည့်နေရဲတယ်ဗျရေမောင်ဟာနေရတာမဟုတ်တာတိတ်ပြောတာပဲအဖေကမိုးပေါ့ပြန်တက်မှာတော့ဟိုနားဒီနားကိုလမ်းလျှောက်သွားနေပါမလားဟဲ့မိုးပေါ့ပြန်ပြီးတော့ပဲသွားမှာပေါ့ကျုပ်တို့ပြောဆိုနေတော့လေကားထိတ်မှဆရာဦးအောင်ရှင်ကလာရက်တယ်ဗျပြီးတော့ကျုပ်တို့သွေးရောင်ကိုကြီးလိုက်ပြီးတော့ဟေးမင်းတို့သွေးရောင်ခေါင်းချင်းဆိုင်ပြီးတော့ဘာတွေတိုင်ပင်နေကြတာလဲကွာ ဆရာကြီးကိုတွေ့တော့ကျိုးတို့သွင်းရောသလုံးကလည်းအံ့ဩသွားကြတယ်ဟမ်ဆရာကြီးဘဘဘယ်ကနေဘလို့လောက်ပြီးတော့အိမ်ပေါ်ရောက်နေတာဟာရင်းမောင်ရဲ့ငါအိမ်ပေါ်မှာပဲတစ်ချိန်လုံးရှိနေတာပါကွာအော်မဖြစ်နိုင်ဘူးနော်ဆရာကြီးဝင်တော့ကျွန်တော်နဲ့အမခင်ကြီးနဲ့အိမ်ပေါ်တက်ကိုနှက်အောင်ရှာပြီးသွားကြီးဆရာကြီးကိုအရေးရောင်တော့မှမမြင်ရပါဘူးဆရာကြီးဟာကျုပ်ပြောတော့ဆရာဦးအောင်ရှင်ကလည်းပြုံးလိုက်ပြီးတော့မင်းတို့ကတွေ့အောင်မှမရှာပဲဘူးကွာဟာဟာဟာ နင်းကြီးကလည်း PDD မဲ့နှထားနဲ့ကျုပ်တို့ကိုကြီးလိုက်တယ်။တွေ့လားငါပြောသားပဲအိမ်ပေါ်မှာပဲရှိနေတာပါလို့ကျုံနဲ့မခင်ကြီးကလည်းတိုင်ပင်မထားဘဲနဲ့ခေါင်းကိုပြန်တူကုတ်လိုက်မိတယ်။ဆရာဦးအောင်ရှင်ကလည်းကုတ်ပြက်မှာထိုင်လိုက်ပြီးတော့ဘလို့လဲရင်ပေါ့ဒံရအတ္တာရဲ့လား။ဟိုတက်တာပါတယ်ဆရာကြီး။အင်းနာရာပြူတော်ရှိသေးလားကွာ။ကျုပ်ဖြင့်ကိုယ့်ရင်ဘက်ကိုလက်နဲ့ထောက်ပြီးတော့ဆမ်းလိုက်မိတယ်။ဟိုမနာတော့ပါဘူးဆရာကြီး။အေး တခုခုထိုးရင် ပြောကွာဆရာဦးအောင်ဆရာလည်းမခင်ကြီးကိုကြည့်လိုက်ပြီးတော့ခင်ကြီးဒီချိန်ကြွက်သားပါမှာရတော့တယ်လေဟာဟိုကြွက်သားဟုတ်လားအဖေအဖေကကြွက်သားကိုဘာလို့ဖို့လဲဩအဆုံးလို့လို့ပေါ့သမီးရဲ့ကြွက်သားနဲ့ထိုင်းရီကားလေးတမျိုးလောက်လိုချင်တာဟာမခင်ကြီးကလည်းတစ်ချက်စဉ်းစားလိုက်ပြီးတော့ဟိုရွာထိပ်ကရက်ဆိုင်နေမှာကြွက်သားတို့ရှင်သားတို့အဲဘာညာအကောင်မလောင်အသားတွေရတတ်တယ်ဖေထိုင်းရီကားတော့ထမ်းပုံမှားမှာပါ အေးဟုတ်ပြီဟုတ်ပြီရော့ညမောင်ကြီးအရင်ဆိုင်ထဲမှာကြွက်သားရှာဝယ်လာခဲ့အေးပြီးတော့ထန်းပေါ်ကထန်းရင်ကဒပလင်းလောက်ဆွဲလာခဲ့တဲ့ကွာဟိုဆရာကြီးကထန်းရင်နဲ့ကြွက်သားဝယ်တယ်ဆိုတော့ဟိုဟိုလီတောက်ဖို့တော့မဟုတ်ပါဘူးနော်မခင်ကြီးကလည်းပြပြသလဲနဲ့ဟိုအဖေအဖေဘာတွေလုပ်မလို့လဲဟိုဥယျာဉ်အောင်မကယ်တင်လိုက်နိုင်တာနဲ့အဖေကထန်းရင်တမလုံးတော့မလို့လားဟာကွာမင်းတို့ဘာတွေပြောနေကြတာလဲဟာအဖွားနှွေးကပြောဘူးတယ်လေ အဖေငယ်ငယ်တုန်းကထိုင်းရင်သမားရေထုတ်ကြီးဖြစ်ခဲ့ဘူးတဲ့မခင်ကြီးပြောလိုက်တော့ဆရာကြီးကစိတ်တူသွားတဲ့ပုံပဲဗျဒီမဲ့သမီးရန်အောင်မကယ်တင်လဲနေတာနဲ့ပဲအဖေကတသက်လုံးလုံးအောင်ဆောင်းခဲ့တဲ့တီလောက်ကိုဖျက်တော့မယ်လို့သမီးကထင်းနေတာဟိုဒီလိုတော့မဟုတ်ပါဘူးဖေရဲ့ဟိုသမီးကစိုးရင်သွားလို့ပြောတာပါဘာမှစိုးရင်ရမလို့သမီးအဖေဘာလုံးနေတယ်ဆိုတာအဖေသိတယ်ရင်မောင်မင်းဘာလုံးနေရလဲသွားလို့လေကွာအော်ဟုတ်ဟုတ်ကဲ့ပါဆရာကြီး ကျုပ်ကလည်းခြံဝိုင်းထဲကနေပြေးထွက်လာခဲ့ရတော့တယ်။ရွာထိပ်ကရဲဆိုင်လေးမှာလူရှင်းနေတယ်ဗျ။ရွာရဲဆိုင်ဆိုတာညနေလောက်မှလူစီတာ ው ။ရွာသားတွေကလည်းရာခိုင်နေရအပြန်အလုပ်ထဲအပြန်မှာခြေစင်းလက်စင်းကောင်းအောင်ဆိုပြီးတော့တောက်ကြတာ ው ။အဒီလိုနဲ့နေလေပိုင်းမနေ့ပိုင်းအချိန်ဆိုရင်တော့အချိန်ပြည့်မူးယူနေတဲ့ရဲထုတ်ကြီးတွေကလွှဲရင်ကြံတဲ့လူတွေကမရှိသလောက်ပဲ။ဟိုဦးလေးကြွက်သားရလားဗျ။အေးအေးရတယ်။ငါကြော်ပေးမယ်ခဏတော့ဆောက်။ဆိုင်ရှင်ဦးလေးကဆိုင်တော့ကိုဝင်သွားတယ်။ ကျုပ်ဆိုင်ထဲကိုမျက်စိဝေကြည့်လိုက်တော့ဆိုင်တောင်းတနေရာမှာတယောက်တည်းထိုင်ပြီးတော့အရဲတောင်းနေတဲ့ကိုအေးကိုတွေးလိုက်ရတယ်။ကိုအေးရဲ့ပုံစံကလည်းအရဲထက်တောင်ပိုပြီးတော့စုပ်ပြတ်နေတယ်ဗျ။သူကအရဲတွေကိုခွတ်တက်ငှက်ထည့်လိုက်ရင်အရဲခွက်ကိုတစ်ချက်ဆိုက်ကြည့်နေသေးတယ်။အဲသူ့မျက်လုံးအိမ်နေထဲမှာမျက်ရည်တွေကဝဲနေတယ်ဗျ။နောက်တော့အရဲခွက်ကိုဒကြိုက်ထဲမောတောက်ချလိုက်တာပါပဲဗျ။အဲလေသူ့မိသေးသွားတော့သူစိတ်မကောင်းဖြစ်နေပုံရတယ်။ကျုပ်ကလည်းကိုအေးရဲ့အချိန်မှာဝင်ထိုင်ချလိုက်တယ်။ကိုအေးကလည်းအရဲကိုမော့ပြီးတော့ခေါင်းကိုပြန်ချမှာ။ ကျုံမျက်နှာကြီးကိုဘွားကနေတွေးလိုက်ရတာကြောင့်လန့်ပြီးတော့ပဇယ်ထဲမှာငုံထားတဲ့အရက်တွေကိုဖူးကနေထွေးထုတ်လိုက်တယ်။သူထွေးထုတ်လိုက်တော့ကျုံမျက်နှာတွေကိုအကုန်လုံးစင်ကုန်တော့တာပေါ့ဗျာ။ဩရေမောင်လေးမင်းအတန်မပေးဘာမှမပေးနဲ့လန့်လိုက်တာကွာ။ကျုပ်ကလည်းအရက်တွေကိုလက်နဲ့တုပ်ချလိုက်ပြီးတော့ကိုအေးခမားမေလည်းတေးသွားပြီဆိုတော့ခမားအခုဘာဆက်လုံးเออไอ้เจ้านี่กูเป็นงาเลยต้วยนี่ดากว่ายิ้มมองโหอี้แจ่งแก่แต่ฉันนี้อ่ะเน้ด่ามาหมกดาเว้ยกูเอ้ยอ่ะ ပြီးတော့ကြက်တွေလည်းရှိသေးတယ်မဟုတ်လားမိဘလမ်းကိုလည်းရင်ခြံမဲပြန်ဆိုင်သားပေါ့ဗျအဖေနေလည်းပြစ်ထားလိုက်ပြီကွကြက်တွေလည်းငါတက်စားတာနဲ့အကုန်ကုန်ပြီမင်းပြောသလိုတစ်ချိန်မှငါခြံဆိုင်စားရင်စားမယ်ကွာအခုတော့မဟုတ်သေးဘူးကွအခုအရေးကြီးတာတခုလုံးစရာရှိသေးတယ်ဟိုအရေးကြီးတာဘာလဲဗျငါမေကိုဒီဆုံးမတွေတက်သွားတာငါဒီတိုင်းမေးပြလဲရမှာလားကွမင်းမပြတော့ကိုကြီးကဘယ်လိုလုပ်ချင်လို့လက်စားချိန်မယ် ငါမေအတွက်ငါလက်စားပြန်ချိမယ်။ဟောကိုအေးရလဲဗျ။ဆုံးဆိုတာလူတွေကိုဒုံးနဲ့ရိုက်ဌာနဲ့ခုတ်လို့ပြီးတာမဟုတ်ဘူးဗျ။ကိုအေးကဘာပညာမှတတ်တာမဟုတ်ဘူးလေ။ဟိုမိန်းမတွေကလည်းခက်ဆွမ်းဆွမ်းရင်ကိုအေးတို့ကိုရန်သွားလို့ရင်တို့ကတတ်ပြေနေဦးမယ်ဗျ။ငါတည်ပြီးသားပါရင်မောင်းပါ။ငါလည်းမပိုင်ရင်ချင်းတော်ရိုက်တဲ့ကောင်မဟုတ်ပါဘူးကွာ။ငါအခုဆရာကြီးတယောက်တွေ့ထားတယ်ကွာ။အဲ့ဒီဆရာကြီးတယောက်စီသွားပြီးတော့တပည့်ခံမယ်ကွာ။ပြီးတော့အဲ့ဒီဆုံးတွေကိုလက်စားချိမယ်။မဖြစ်နိုင်တာတွေမပြောပါနဲ့ကိုအေးရဲ့။ ပညာသင်တယ်ဆိုတာတပည့်ခံတယ်ဆိုတာလွယ်တာမှလို့ပြီးတော့ကိုရေးလို့ရက်ကိုနင်းနေညံ့ညံ့တောင်းနေတယ်လို့ကသီလကိုဘယ်ထိန်းတယ်မှလဲဗျငါတွေ့ထားတဲ့ဆရာကြီးကသူ့စီကပညာသင်ရင်အရက်လဲဖြတ်ဆရာမလို့ဘူးသီလလဲစောင့်ဆရာမလို့ဘူးတဲ့ကွာမရဲတိုက်ရဲရက်ရဲမှသူ့စီကပညာရမှာတဲ့ကွာဟာဒါဆိုရင်အဲ့ဆရာကြီးကအောက်လဲဆရာကြီးပဲဖြစ်မယ်အထက်လဲနေအောက်နေမလို့ပါဘူးကွာအရေးကြီးတာအဲ့ဒီဆုံးတွေကိုနိုင်ဖို့ပဲမဟုတ်ဘူးအကိုအေးကမဟုတ်တာတွေရှောက်မလို့ဆမ်းမှာနေဗျာ ငါစိတ်ဆုံးဖြတ်ပြီးပြီရင်မောင်ရင်ငါဒီတိုင်းတော့ထိုင်းကြည့်မနေနိုင်ဘူးငါအမေတို့လက်စားချေဖို့ငါကြိုးစားမယ်ကွာတကယ်လို့လက်စားချေဖို့ကြိုးစားရင်းနဲ့သေသွားတယ်ဆိုရင်တော့မှငါဖြေသားပါတယ်ကွာကိုကြီးကလည်းဘေးနားကလွယ်ကြီးကိုကောက်လွယ်လိုက်တယ်အဲ့ဒီအချိန်မှာဆိုင်းရှင်ကလည်းကျုံမာထားတဲ့ကြွက်သားကြောင်ကိုဖက်နဲ့ထုတ်ပြီးတော့လာပြီးတယ်ကိုကြီးကလည်းလွယ်ကြီးကပတ်စံတွေကိုနှိုက်လိုက်ပြီးတော့ဆိုင်းရှင်ကိုလှမ်းပေးတယ်ဆိုင်းရှင်ဦးလေးကလည်းတန်တော်နဲ့ငါ့အေးမင်းကလန်ငင်းတွေဘာတွေရှင်းနေပါလားကွာအရင်လိုအကျွေးမြူတော့ဘူးလား မယူတော့ဘူးဗျာဒီနေ့ကစပြီးတော့ကျုပ်ခမည်းဆိုင်မှာအကျွေးမယူတော့ဘူးခမည်းဆိုင်မှာလည်းကျုပ်မတော့တော့ဘူးကျုပ်သွားတော့မယ်ကျုပ်ရွာကနေထွက်သွားတော့မယ်ကိုရေးရလည်းဘွဲကုန်ပေါ်ကရပလင်းကိုဆွဲကင်ပြီးတော့ဒီဟင်းနေနဲ့ထွက်ထွက်သွားတယ်အရေးဆိုင်ပိုင်းရှင်နဲ့ကျုံနေရလည်းကိုရေးရဲ့နောက်ကျုပ်အကြာကြီးငေးကြည့်နေမိကြတယ်ဗျာသွားပြီကိုရေးတော့သွားပြီကျုပ်ရေရွလိုက်မိတယ်ဆိုင်ပိုင်းရှင်ကလည်းအေးဟုတ်တယ်သွားပြီကွာ ငါရဲ့အမကန်ဖောက်တယ်ကြီးတယောက်တော့သွားပါပြီကွာကျုပ်တို့ညောင်ကလည်းဒီပိုင်ထဲတပြင်းချလိုက်မိတယ်ကျွတ်ကြုံနဲ့ထန်းရီကိုယူပြီးတော့ကျုပ်ကလည်း channel ကိုပြန်ဝင်လာခဲ့တယ်ဆရာကြီးကကျုပ်ကိုတွေ့တာနဲ့တန်းစုတော့တာပဲဟာမင်းကျွတ်ကြော်သွားဝယ်တာလဲကြာလိုက်တာကွာတကူလုံးနဲ့အရေးဆော်တူနန်းဆော်နေတာပဲမင်းအရေးဆန်ရောတော့ရခိုင်းမှာအရေးဝင်တော့လာတာလားဟောဆရာကြီးကလည်းဗျာကျွန်တော်တိတ်အထင်သေးတာပဲဗျာအရေးခိုးဆောင်မှာတော့ဆရာကြီးမသိအောင်တော့မှာပေါ့ဗျာ မော်တော်စားပြစ်ပြီးတော့အရက်တွေကပေးကြံလာခဲ့တာဗျ။အဲ့ဒီထိုင်းရင်လည်းကြွကြော်ကိုတဏျာမှာချိန်ထားလိုက်ရင်မော။ကျုပ်ကလည်းနေကားတက်စင်နာမှာချိန်ထားလိုက်ရတယ်။အသိမကြပါဘူး။နေလေရောက်ပြီဆိုတော့ကျုပ်တို့တွေကလည်းစူဝေးပြီးတော့ထမင်းစားကြတယ်။ဟိုเจ้าဒီเจ้าတွေကိုပြောရင်းနဲ့ထမင်းစားနေတော့ကျုပ်ရင်ဘက်ကစုငနေအောင်ပြီးတော့ဓမြိုကြီးဖြစ်လာတယ်ဗျ။ရင်ဘက်ကမာယိုကြီးကလည်းပျုပ်စင်နဲ့ပုံလွင်လဲတဲ့လိုမျိုးပူပူချင်းချင်းကြီးဖြစ်လာတယ်ဗျ။လေချောင်းထဲမှာလည်းထမင်းနေတယ်လို့ဖြစ်လာတာနဲ့ဘေးနားမှာချထားတဲ့ရေခွက်ကိုလဲလှမ်းနေတော့ ကျုပ်လက်တွေကတစက်သက်နဲ့တုံရင်းလာတယ်။အမူယာတွေပြက်နေတဲ့ကျုပ်ကိုအားလုံးကဝိုင်းကြည့်နေကြတယ်ဗျ။မခင်ကြီးကလည်းကျုပ်ကိုစကားတွေပြောနေပေမဲ့ကျုပ်နားထဲမှာကြားတစ်ချက်မကြားတစ်ချက်ပဲဗျ။ပဝင်းကြီးကြီးတစ်ခုလုံးကလည်းပြာလဲလဲအယောင်ကြီးဖြစ်လာတယ်။ရေခွက်ကိုလဲလှမ်းနေတဲ့ကျုပ်ရဲ့လက်ကလည်းမပြောမစုံနဲ့ဆရာဦးအောင်ရှင်ရဲ့လက်ဘင်းကိုဖမ်းပြီးတော့ဆုပ်ကန်လိုက်တယ်။လက်တစ်ဖက်နဲ့တည်းမဟုတ်ဘဲနဲ့နောက်ထပ်တစ်ဖက်နဲ့ပါဆရာကြီးရဲ့လက်ဘင်းကိုဆုပ်ကန်လိုက်တာပါဗျ။ပြီးတော့လက်တွေကလည်းဆရာကြီးရဲ့လက်ဘင်းကိုအသက်ကုန်ညှစ်ပါရော။ကျုပ်စိတ်တွေကိုထိန်းချုပ်လို့မရတော့ဘူးဗျ။ ကျုပ်စိတ်ထဲမှာလည်းဆရာကြီးကိုတည်တည်ကျင်တဲ့စိတ်တွေကတဖောဖောနဲ့ဖြစ်လာတယ်။ဆရာဦးအောင်ရှင်ကလည်းကျုပ်ကိုမျိုးလုံးအပြူးသားနဲ့စိုက်ကြည့်နေတယ်ဗျ။အဲမခင်ကြီးကလည်းကျုပ်လက်ကိုလာဆွဲတာနဲ့ကျုပ်ကလည်းလက်ကိုခါရမ်းထည့်လိုက်တာမခင်ကြီးကိုရိုက်မိပြီးတော့မခင်ကြီးတယောက်ကကိုပြင့်ပေါ်ကနေဂျွန်းတို့ပြီးတော့ကြာသွားတယ်။နှင်းကလည်းအသံကုန်ဟိပြီးတော့អော်လို့ပြို့ဆရာကြီးကလည်းအစားတော့ကျုပ်လက်ကိုသူ့လက်နဲ့ပြန်ပြီးတော့ဖမ်းချုပ်ထားသေးတယ်။နောက်တော့ကျုံတပူးကိုသူ့လက်ဝါးနဲ့ဖြောင်းနေရိုက်ထည့်လိုက်တော့မှ ကျုပ်ကိုယ်တွေကနေဒုံတကူကလွတ်ထွက်သွားသလိုခံစားလိုက်ရပြီးတော့ကျုပ်ကလည်းပုံမှန်အတိုင်းပြန်ဖြစ်သွားတော့တယ်။ကျုပ်အသေးသေးပြန်ဝင်သွားတာနဲ့ဆရာကြီးကိုလက်အုပ်ချီပြီးတော့ဦးချရတော့တယ်။အော်ဆရာကြီးဂရောဂရောဆရာကြီးရဲ့ဟိုဆရာကြီးကိုနားကျင်စိုးလို့တဲ့သဘောနဲ့လှုပ်ထားမဟုတ်ပါဘူးဆရာကြီးရဲ့။မခင်ကြီးနဲ့နှင်းကြီးဆိုရင်လည်းကျုပ်ကိုတရေတစ်ပတ်တစ်ကောင်ကိုမြင်ရသလိုကြောက်ကြောက်လန်းလန်းနဲ့ကြည့်နေကြရှာတယ်။ဆရာကြီးကလည်းခေါင်းညိတ်ပြီးတော့မထင်ပါဘူးယင်မောင်ရဲ့ဒါမင်းလှုပ်ထားမှာမဟုတ်တာကွာ။ဟုတ်တယ်ဆရာကြီးရဲ့ ကျွန်တော်ထမင်းသားနေတော့ဘလို့ကြီးဖြစ်လာမှမသိဘူးဗျာအသီးသိတွေပျောက်သွားတယ်လို့လူလူသိပျောက်သွားတယ်လို့လူဖြစ်သွားတယ်ဆရာဦးအောင်ရှင်ကလည်းကြုံရင်ဘက်ကိုလက်ညှိုးထိုးပြပြီးတော့အဲ့ဒါဒဏ်ရာကြောင့်ဖြစ်တာကွာရင်မောင်ကဆရာကြီးပြောတာနဲ့ကျောက်ကလည်းအင်းကြီးရင်ဘက်ကိုဆွဲဖွင့်ထဲလိုက်တယ်ကျုံရင်ဘက်ကအနေအောင်မယူကြီးမှလည်းကျောက်တွေစီထားတယ်လို့မျိုးပြလဲလဲအယောင်တွေစိမ့်လဲလဲအယောင်တွေကတစ်ဖက်ဖက်နဲ့တောက်ပနေကြတယ်ဗျာဆရာကြီးဒါဒါဘာတွေလဲဆရာကြီးက အေးတကယ်တော့မင်းရင်ဘက်ကဒံရအောင်ငါအရှင်းကူတာလို့မရသေးဘူးရင်မောင်။ဟာဘယ်ဘယ်လိုဖြစ်တာလဲဆရာကြီး啊ဆရာကြီးတော်ကူလို့မရနိုင်ဘူးဆိုတာဖြစ်နိုင်ပါမလား။ဒီဆုံးမပြည့်တဲ့ဆက်လက်နဲ့ကမင်းရဲ့နှလုံးသားကိုထိမှန်သွားပြီးတော့မင်းရဲ့စိတ်ကိုထိန်းချုပ်စေသားနိုင်တဲ့သဘောပဲကွာ။အေးဒီဆက်ကငါထုတ်လိုက်ရင်မင်းရဲ့နှလုံးကလည်းပျက်စီးသွားမယ်။နှလုံးပျက်စီးမှတော့မင်းသေပြီပေါ့ကွာ။ဖြာဒါဒါဆိုဒီမှာရရှိနေသည်ဆုံးမကျွန်တော်ဝင်ပူးပြီးတော့စေခိုင်းနိုင်နေဆိုတဲ့သဘောလား။ เอ็งงาแลดีโลเว้ทีนเน่กว่ะอ๋อตะคุตะคุกูไม่ลงไหนดอกอูล่ะเสี่ยจี้เหเอดีโลชื่อเด๋กว่ะโยคะเตซันตะคุปอลายเหไอ้โยคะเจ้าอูตีบู่เสี่ยวินเน่ตะมาร่อเน่เนี่ยลีลาซั้นติบี้ดอมาดีโยคะกูกู้ตะลุย่านไหนเน่บ่ห่อล่ะอะกูเม้มาชื่อนี่เด่ซัลแลนเน่กะเลยไอ้โลမျိုးเบ้กว่ะยันอ้ออูปิวซ่าทาเด่ซงมาปัญญาตอๆแท่บ่งย่าเอออะกูโลမျိုးซัลแลนเน่อะกูโลမျိုးเปยโยคะอูงะตะตันเน่ตะคุไม่มีมู้ตี้อูกว่ะโห ဒါဆိုလုံးဝကူသားလို့မရတော့ဘူးလားဆရာကြီးဒီလိုလည်းမဟုတ်သေးပါဘူးကွာအနာသိရင်ဆေးရှိမှာပါအရင်ဆုံးဒီပြောကဘယ်လိုပုံစံမျိုးလဲသူ့ရဲ့အကျိုးတော့ဘယ်လိုပုံစံလဲဆိုတာကိုလေ့လာဆန်းစစ်ရမယ်အဲဒီချိန်ထဲမှာပဲသူ့ကိုဘယ်လိုကူသားမလဲဆိုတာကိုစဉ်းစားရမယ်ကွာအဲဒါပေမဲ့ဒီဆက်လက်နဲ့ကမင်းရဲ့နှလုံးနဲ့သက်ဆိုင်နေတယ်ဆိုတော့အယံကရောမလုပ်တာအကောင်းဆုံးပဲရင်မောင်းရင်ဟိုကျွန်တော်ကျွန်တော်ကဘယ်ချိန်ထိဒီလိုကြီးဖြစ်နေမှာလဲဆရာကြီးဒီပြောကောက်ကိုကူးလို့မရမချင်းပေါ့ကွာ မခင်ကြီးကလည်းဝင်ပြောနေဗျ။ဟိုဒါဆိုရင်မောအစိတ်ထတာဖောက်ပြီးတော့အဖေကိုရန်ပြုတ်မယ်။ဟိုတမီးတို့ရန်ပြုတ်မယ်ဆိုတဲ့သဘောပေါ့အဖေ။ဆရာကြီးကလည်းခေါင်းပဲညှိပြတယ်။အာအဲ့ဆိုတမီးတမီးကြောက်တယ်အဖေ။တမီးရင်မောကိုကြောက်တယ်အဖေရဲ့။ဟိုမတော်လို့တမီးတို့အိမ်နေတဲ့အချိန်သူစိတ်ထဖောက်လာရင်ဘယ်နဲ့လုံးမလဲ။ဘာမှမပူပါနဲ့တမီးရဲ့။အဖေတယောက်လုံးရှိနေတာပဲ။ဩအဖေမောပြောကောင်းမကုနိုင်သေးတာပဲအဖေရဲ့။ဟိုခုနကတော့အဖေလည်းမင်းကိုအညစ်ခံလိုက်ရတယ်မဟုတ်လား။ မခင်ကြီးကလည်းကျုပ်ဘက်ကိုလှည့်ပြီးတော့ရင်မောင်နင်နင်သွားတော့နင်ဒီမှာမနေနဲ့တော့ဟဲ့မခင်ကြီးပြောတော့ကျုပ်ရင်ထဲမှာဝမ်းနေသွားမိတယ်ဗျဆရာဦးအောင်ရှင်ကလည်းဟဲ့ခင်ကြီးနင်ဘာတကားပြောတာလဲဟုတ်တယ်လေအဖေရဲ့အဖေလိုပညာရည်တက်တဲ့လူတော်ခံရတယ်မဟုတ်လားဟိုသမီးတို့ကဘာပညာမှမတတ်ဘူးအဖေရဲ့သူလာတဲ့ရင်သမီးတို့သိမှာပဲရင်မောင်နင်နင်ထွက်သွားပါတော့ဟဲ့နင်ငါတို့အိမ်ကနင်ထွက်သွားပါတော့ဟာငါတောင်းပန်ပါတယ် ခင်ကြီးနင်ဘာစကားပြောတာလဲဟမ်ရေမောင်ဆိုတာငါတပဲဟာသူ့မိကိုယ်တိုင်ငါ့ကိုအသေးချာအပ်ထားတဲ့လူအဲ့တော့နေကဘယ်လိုလုပ်ပြီးတော့မောင်းထော်ရတာဒါဆိုသူ့မသွားရင်တမိသွားမယ်အဖေနင်းကြီးကလည်းမခင်ကြီးကိုဖက်ထန်ရင်ကဟုတ်တယ်အဖေသူ့မိလဲလိုက်သွားမယ်ဒီဟေမာတော့သူ့လူလူနဲ့အတူဆက်ပြီးတော့မနေနိုင်ဘူးရပါတယ်ဗျာကျွန်တော်ကြောင့်ဆရာကြီးတို့မိသားစုတွေတကွဲတပြားဖြစ်ဖို့မလိုပါဘူးကျွန်တော်ဒီရန်နေထွက်သွားပါမယ် ကျောက်ချံဝါကိုလှည့်ထွက်လာခဲ့လိုက်တယ်။အဲဒီအချိန်မှာဆရာဦးအောင်ရှင်ကနေအောင်ရင်မောင်းကြီးငါ့ကိုဆောင်းဦးကဆရာဦးအောင်ရှင်ကလည်းထားလိုက်တယ်ဗျ။လေကားတဆင်းသားမှချိတ်ထားတဲ့ကြွက်ကြော်နဲ့ထိုင်းရင်ကိုယူလိုက်ပြီးတော့ကျောက်နောက်ကိုလိုက်လာတယ်။နောက်တော့ကျောက်ပခုံးကိုကင်ထားလိုက်ပြီးတော့ရင်မောင်းမင်းဘာမှစိတ်တဲကြရမှာမလို့ဘသူပါပဲပြောပြောမင်းကငါတပည့်ပဲ။ဆရာဦးအောင်ရှင်ကလည်းမခင်ကြီးတို့ဘက်ကိုလှည့်ကြည့်လိုက်ပြီးတော့တမီး နေကယင်မောင်းမနေသေးခြင်းဥမဟုတ်လားအေးယင်မောင်းလဲငါတပည့်အရင်ဆိုတော့သူမရင်ငါလဲဒီမှာဆက်မနေတော့ဟမ်အဖေအဖေဘယ်သွားမလို့လဲအေးငါယင်မောင်းနဲ့လိုက်သွားမယ်ဆရာဦးအောင်ရှင်ကလည်းကျုပ်အရှင်ကနေခေါင်းပေါက်ပြီးတော့ထွက်သွားတယ်ကျုပ်ကလည်းမခင်ကြီးတို့ညီမကိုလေပြန်လှည့်ကြည့်လိုက်တယ်ဗျမခင်ကြီးကလည်းမျက်ရည်တွေဖြင်းဖြင်းကြာရင်းနဲ့ကျုပ်ကိုကြည့်နေတယ်ဗျစိတ်ချပါအမခင်ကြီးရဲ့ကျုပ်ဒီပြောကားတွေပျောက်သွားတော့မှအိမ်ဝင်ပြန်လာခဲ့ ကျုပ်လည်းအဲ့လိုပြောပြီးတော့ဆရာဦးအောင်ရှင်တော့ကိုလိုက်လာခဲ့လိုက်တယ်။ကျုံနဲ့ဆရာကြီးနေရာလည်းမြင်းသာရထွက်လာပြီးတော့ရွာပြင်ရစရဲဟောင်းတလုံးတည်းကိုဝင်လာခဲ့တယ်။ဒီစရဲကဟောင်းနှဲနေတယ်ဆိုပေမဲ့စုပ်တော့မစုပ်ဘူးပြို့။တစ်သားလုံးလိုက်နဲ့ဆောက်ထားတဲ့တိုင်လုံးကြီးတွေကလည်းခိုင်ခိုင်မာမာရှိနေသေးတယ်။တလမ်းမဒူးလောက်ရှိတဲ့ပြင်ကျဲကြီးတွေဆိုရင်လည်းအကောင်းအတိုင်းပဲဗျ။ဇရဲခေါင်းဝန်းပေါ်မှာမိုးထားတဲ့ပြင်ကျဲတချို့သာပေါက်ပြဲနေတာပါ။ဟိုဒီစရဲကရွာထိပ်ကိုလည်းမကြောက် ယောဟန်လည်းတိတ်ပြီးတော့မနီးတာကြောင့်မလို့နွားကြောင်သားတွေဘာတွေရလဲအခြားလူတွေတိတ်မတုံကြတဲ့ဇေယျဘော်ဗျာဇေယျဘော်ကိုတက်ပြီးတော့ဆရာကြီးနဲ့ကျုံနေရလဲထိုင်လိုက်ကြတယ်ဟိုဆရာကြီးဒီဇေယျကဘသူစောက်ထားခဲ့တာလဲမသိဘူးနော်ဟိုယောဟန်ကိုလိုကလန်ကြီးဖြစ်နေတယ်ဗျာဟိုယောဟန်ထိတ်လို့စောက်ထားရင်တော့နားလို့ပြလို့ရအောင်မယ်ဩဒါဟိုးရှေးပင်နေလက်ထက်ကလေးကစောက်ထားတဲ့ဇေယျကြီးပဲကွာရင်မောနေပေါင်းတရာကျော်လောက်မယ်အဲငါကြားဘူးတာကတော့အရင်ကဒီနေရာမှာလှဲလှဲကြောင်ကြီးတစ်ခုရှိတယ်ဆိုပဲကွာ လဲလဲကနေခီးထွက်လာကြတဲ့ခီးသွားပြည်သူတွေတဲဖို့ပြုတ်ဖို့အတွက်စောက်ပေးထားတာပေါ့ခစ်ကာလာတွေကြလာတော့လဲလဲကြီးကလည်းပြတ်သွားတယ်ထင်တယ်ကွာမြစ်တောင်မြင်းနဲ့အပြန်ဖောက်ထားတဲ့တာလန်းကြီးကလည်းပေါ်လာတယ်ဆိုတော့အဲ့ဒီလမ်းကိုအသုံးပြပြီးတော့လဲလဲကြီးကကော့သွားတယ်ထင်တယ်ကွာအော်ဒါကြောင့်ဇေယကြီးကဒီနေရာမှာကြံနေခဲ့တာဟုတ်ဇေယဦးအောင်ရှင်ကလည်းထိုင်းရဲ့ပလင်းကိုဖွင့်ကြွက်ကြော်အထုပ်ကလေးကိုဖြည့်ပြီးတော့သူ့အချိန်မှာချလိုက်တယ်ဟာဇေယကြီးတော့စိတ်ညစ်ညစ်နဲ့တကယ်ကစ်မလို့မဟုတ်ပါဘူးနော် မဟုတ်ပါဘူးရင်မောင်ကငါဥစိုးကိုပေ့မလို့ပါကွာဟိုဥစိုးဆိုတာနတ်လားနတ်မဟုတ်ပါဘူးကွာဝိဇ္ဇာကြီးတယောက်ပါအဲလူသူတော်ဥစိုးဆိုတာအင်ဝါခေဒုတိယမင်းခေါင်လက်ထက်မှာပေါ်ပေါက်ခဲ့တဲ့ဝိဇ္ဇာကြီးပေါ့ကွာအော်ဟို तू ကတော်တော်ဆွမ်းနေလားဆွမ်းတာပေါ့ကွာအင်ဝါထီးနှဲကိုမိုးညင်းရသူဟန်ဘွားတို့ကသိမ့်ပိုက်ပြီးတော့လူတွေရဟန်းတန်ကားတွေဖះเจ้าကန်တွေကိုဖြည့်စင်းနေဆက်တက်ဖြတ်နေတာတွေကို तू ဆွမ်းနဲ့ကယ်တင်ပေးခဲ့ရတာ အနောက်ဆုံးသူဟန်ဘောကိုအဆုံးစီရင်ဖို့အတွက်မင်းကြီးရန်တော်နီးပေလမ်းပြလုခဲ့တာလေသူဘောကွာဟိုသူကဝိဇ္ဇာလေပြောသေးတယ်ထိုင်ရင်လေတောက်တယ်လားဆရာကြီးဝိဇ္ဇာဆိုတာလည်းအရိယာမဟုတ်တော့အစွဲတော့မကင်းသေးဘူးယင်းမောကအဲသူကလူဘောမှာစိုးစွမ်းလုံးလို့ဥဆိုးလို့နာမည်တွင်ခဲ့တာလူဘောကလူမိုက်ဆိုတော့လေထိုင်ရင်တောက်တယ်ကြွကြော်ကြိုက်တယ်ပေါ့ကွာအဲသူ့ကိုဓာတ်စင်းရင်သူကြိုက်တာလေးတွေတင်မြောက်မှာကွာဟိုဥဆိုးကိုပြင်မှာရမှာလားဗျာဥဆိုးကငါ့ရဲ့ပညာရဲ့ဆရာဆိုရင်လည်းဟုတ်တယ်ကွာ ငါ့ရဲ့ပညာတွေကသူ့စီကနေရခဲ့တာပဲကွာဆရာဦးအောင်ရှင်ကလည်းတင်မလင်ခွေထိုင်းချလိုက်တယ်ကျုပ်ကလည်းသူ့ထိုင်တဲ့ပုံစံတိုင်းလိုက်ထိုင်ရတာပေါ့ဗျာဆရာကြီးကလည်းထိုင်းရဲ့ပလင်ကိုလက်တစ်ဖက်ကနေကင်ပြီးတော့ဗစက်ကနေပေါ့စီပေါ့စီနဲ့ပြောနေတယ်နောက်တော့ကြွက်ကြော်တွေကိုလည်းလက်နှစ်ဖက်နဲ့ကင်ပြီးတော့နဖူးနာအတီတင်ဖြောက်လို့ထပ်ပြီးတော့ရွတ်စုံနေပြန်တယ်ပြီးသွားတာနဲ့ကျမ်းပင်ပေါ်ကိုပြန်ချထားလိုက်တယ်ဟိုပြီးပြီလားဆရာကြီးကပြင့်လာတော့ပြီးသွားပြီရမောင်ကြီးပြင့်ပြီပြင်မယ်ဘာမှထူးမလာပါဘူးဗျာ စင်မင်းနေလောက်ကြာတဲ့အထိစောင့်နေပေမဲ့ဘာမှမထူးသေးဘူး။တိတ်မကြခင်မှာပဲလူကြီးတယောက်ကဇရက်ပေါ်ကိုတက်လာတယ်။ပစိုးကွက်တော်ယူဝစ်ထားပြီးတော့အပေါ်အလဲရှေးခေကလူတွေဝစ်တဲ့တဲ့ရင်ဝုံအင်းကြီးကိုကျဲသီးမတဲ့ဘဲနဲ့ဟောက်စီဝစ်ထားတယ်ဗျ။သူကဗလန်ခတ်တော့အောင်ပဲဗျ။အသက်က40ကျော်လောက်ရှိမယ်ထင်တယ်။ခေါင်းမှလည်းရောင်တော့ဒသောင်းကြီးပေါင်းထားလို့ပြော။သူကလည်းဘာမှပြောညာမပြောနဲ့ကျုပ်တို့ဘေးမှာဝင်ထိုင်ပြီးတော့ထိုင်းရင်ပလင်းကိုကောက်မော်ချလိုက်တယ်။ပလင်းကိုဖင်းထောင်းအောင်မော့နေတော့ပလင်းနဲ့ကထိုင်းရင်တွေကလည်းတကွကွနဲ့ကုံသွားတယ်ဗျ။ လင်းတစ်ခုလုံးပြောင်းသောဒကြိုက်ထဲအတော့ချပစ်လိုက်တာနောက်တော့ပလင်းကိုကျဲမြင့်ပေါ်ကိုပြန်ချထားလိုက်ပြီးတော့အေးကနေလေကျင်တက်သွားသေးတယ်နောက်တော့ကြော့ကြော့ကိုကောက်ပြီးတော့ဝါနေပါရောဟဲ့လူကြီးခမောင်ခမောင်ဒါဘာလို့ထားလဲဗျကျုပ်ပြောတော့ဆရာကြီးကလည်းလက်ကားပြတယ်ဆရာကြီးကအဲ့လူကြီးကိုကြည့်ပြီးတော့ဥဆိုလာလာနောက်ကျလိုက်တာဗျဒီတော့မှဥဆိုဆိုတာဒီလူကြီးမှတီးလိုက်ရတယ်ဗျကျုပ်ကလည်းအထက်ဝိဇ္ဇာကြီးကိုပင်းလိုက်တယ်ဆိုလို့နေတေပူးသလိုပူးကပ်ပြီးတော့ဝင်မယ်မှတ်တာ အဲ့ဒီလိုကြီးအကောင်ထည်လိုက်ဝင်ချလာလိမ့်မယ်လို့မထင်ထားတာအမှန်ပဲဗျဦးစိုးကလည်းကြွက်ကြော်တွေကိုဝါနေနေနဲ့အေးဒီရောမလာငယ်သွားစရာလေးတခုကပေါင်းနေလို့ဝင်ခဲ့ရသေးတယ်ဟာကဲစိုးသမ်းမအောင်ငါ့ကိုခေါ်တာဘာကိစ္စလဲဦးအောင်ရှင်ကလည်းကြောက်ကိုလက်ညှိုးထိုးပြပြီးတော့ဟိုဟိုကောင်လေးရဲ့ရင်ဘက်ကိုကြီးလိုက်ပါအောင်ဦးစိုးဦးစိုးကလည်းကြောက်ကိုလှည့်ကြည့်တယ်ကြောက်ကလည်းအင်းကြီးရင်ဘက်ကိုလှန်ပေးလိုက်ရတာပေါ့ဗျာဦးစိုးကလည်းမျက်မှောင်ကျုပ်ပြီးကြည့်နေရင် နတ်မော်ဆုံးရဲ့လက်ချက်ပဲကွာဒီပညာကိုထမရေဘူးလောင်းတယ်လို့ဆုံးနေရခေါ်ကြဟိုထမရေဘူးဟုတ်လားအာဟုတ်တော့ဟုတ်မယ်ဗျသူ့ရေတွေကထမရေလိုပုံစံပဲအေးထုတ်စည်းထိုးတဲ့အခါမှာဘေးအစည်းကိုကြော်သွားရင် ထမရေဘူးလောင်းတယ်လို့ပြောကြတယ်မဟုတ်လားအဲ့ဒါဒီပညာကိုညှို့ဆို့ထားတာပဲထုတ်စည်းထိုးတော့ထမရေဘူးလောင်းရင်ဘာဖြစ်သွားသလုံးကွာဟိုတေတေသွားတယ်လို့ခေါ်ပြီးတော့ကစားပွဲကထွက်သွားပါတယ်ဆရာကြီးဒါဘောကွာ ။နမ်မော်စိုးရဲ့ထမင်းဘူးထီးတဲ့လူကသေတာပဲ။ဒါပေမဲ့မင်းအသက်ရှင်နေတယ်ဆိုတာဆန့်တော့ဆန်းတယ်ပေါ့။အိုးဒါဒါတော့ဆရာဦးအောင်ရှင်ရဲ့ပညာဆွမ်းနေကြောင်ဖြစ်မှာပါ။ဦးစိုးကလည်းခေါင်းတဆက်ဆက်ညှိနေတယ်။ဆရာကြီးကလည်းဟိုဒီပြောင်းကောက်ကိုအရှင်းပြောင်းအောင်ဘယ်လိုလုပ်ရမလဲဦးစိုး။ငါသေးတာပဲမြင်မှုတာကွာရှင်နာမမမြင်ဘူးလားဒါပေမဲ့ပို့စာတကူကိုဖန်တီးလိုက်တဲ့လူစီမှာအဖြစ်ဆိုတာတော့ရှိတတ်တယ်မဟုတ်လား ။ဟိုဒါဆိုရင်အဲ့ဒီနမ်မော်ဆုံးနဲ့တွေ့မှရမယ်သဘောလား။ကျုပ်ကလည်းထိတ်လန့်သွားမိတယ်။ဟို तू तू နဲ့မတွေ့လို့မရဘူးလားဆရာကြီး။ဖျက်ပြန်နေတဲ့မှာဖျက်ပြန်ရတဲ့ကြီးကကုသမှုအပိုင်းမှာအကျွမ်းကျင်ဆုံးပဲကွာ။အေး तू ကိုယ်တိုင်ကဒလောကလုံးမှာရှိတဲ့ဆုံးကဝေတွေရဲ့စက်တွေဘယောကမျိုးမျိုးတွေထိထားခဲ့ဘူးတဲ့လူဆိုတော့ဘယ်ဘယောကကိုဘယ်လိုကုရမယ်ဆိုတော့ तू အတီးသုံးမယ်။အဲ तू နဲ့ဆက်သွယ်လို့ရရင်နမ်မော်ဆုံးစီကိုမသွားဘဲနဲ့ကုသလို့ရနိုင်တယ်ကွာ။ ဆရာဦးအောင်ရှင်ကလည်းခေါင်းခါလိုက်ပြီးတော့ဟိုဒါတော့မဖြစ်နိုင်ဘူးထင်ပါတယ်ဆရာကြီးရယ်ဖခင်ပြန်ရတဲ့အင်းနဲ့အချိန်မောင်းများစွာစ조사ဆက်သွယ်ခဲ့ပြီးပါပြီဒါပေမဲ့လုံးဝဆက်သွယ်လို့မရပါဘူးဒါဆိုဖခင်ပြန်ရတဲ့အင်းရောဒိုးတွေဆက်သွယ်လို့မရတဲ့နေရာတစ်ခုကိုရောက်နေတာဖြစ်မယ်ကွာဟိုဆက်သွယ်လို့မရတဲ့နေရာဆိုတာဘယ်နေရာလဲဆရာကြီးရယ်ငရဲပြည်ရောက်သွားတာတလိမ့်ဆန်ဖြစ်နေတာအဲ့နောက်ပြီးတော့တခြားနှက်ပုံနန်းနန်းတွေကလူတွေနဲ့ဆက်သွယ်လို့မရတဲ့နေရာတွေမှာသွားဖြစ်နေတာကိုဆိုလိုတာပေါ့ကွာ ဟိုဒါဆိုရွေးချယ်စရာနီလန်တစ်ခုပဲရှိတော့တယ်အဲ့ဒီနတ်မော်ဆုံးကိုရင်ဆိုင်ရမယ်ဦးအောင်ရှင်ကပြောလိုက်တော့ဦးစိုးကလည်းဒီသတိတော်ထားအောင်ရှင်ရဲ့နတ်မော်ဆုံးဆိုတာနတ်တွေလိုတကိုးရှိတဲ့ဆုံးလို့အဓိပ္ပာယ်ရတယ်ကွာဆုံးကိုဝေတွေရဲ့ဖွဲ့စည်းပုံမှာအဝိဇ္ဇာပြင်းသူ့လက်အောက်မှာနတ်မော်ဆုံး9ယောက်ရှိတယ်ဆိုလိုချင်တာကတော့အဝိဇ္ဇာတဲ့တဆင်းနေတဲ့သဘောပေါ့ကွာဟိုဒါဆိုသတိကြီးကြီးထားမှရမယ်ဆရာကြီးဟုတ်တယ် ငါသီးတော့တော့ရန်အောင်လဲပညာသိနေကြတဲ့လူမဟုတ်ဘူးကွာရန်အောင်တော့ခွေးလူသားဖျောင်းလုံးနိုင်စမ်းမုံထောက်ရင်တော့နတ်မော်ဆောင်ကတော်တော်ဆန်းဆန်းမယ်ဖျောင်းတိတ်လဲအာမလျှော့ပါနဲ့အောင်ရှင်ဟာမကောင်းမှုဆိုတာကောင်းမှုကိုမနိုင်ပါဘူးကွာအဲ့လိုပြောပြီးတော့ဦးစိုးတယောက်ကလည်းဖြတ်ခနဲပြောက်သွားတော့တယ်ကျုံးတဲ့ဆရာကြီးနဲ့ကလည်းတောင်းတဲ့တယောက်စကားမပြောဘဲနဲ့အတော်ကြောင်ထိုင်းနေမိတယ်ခဏနေတော့မှကျုပ်ကဩဟိုဆရာကြီးကိုတခုပြောအောင်မယ်လူမိုက်ကိုရေးကိုဆရာကြီးတည်တယ်မဟုတ်လား အေးလေငအေးပါဖြစ်လို့ဟိုသူ့မိအတွက်လက်စားပြန်ချင်မေးလို့ကြိမ်းသွားပြီးတော့အခုမနဲ့ပဲရွာကနေထွက်သွားတဲ့ရေဗျအဒီကောဘာတဲလို့လဲစားချင်ပါလေကွာ။ဟိုသူပြောတာတော့ဆရာကြီးတယောက်စီမှာတပည့်ခံမယ်တဲ့။အသူတွေ့ထားတဲ့ဆရာကြီးကဆုံးနေကိုတော်တော်နိုင်နေဆိုပဲ။အော်နောက်ပြီးတော့ပြောသေးတယ်။အဲ့ဒီဆရာကြီးစီမှာပညာသင်မယ်ဆိုရင်အရက်လဲရှောင်စရာမလိုတဲ့အပြင်မိုက်မှာတိုက်မှာကြိုက်တာဆိုပဲဗျ။အော်ဒီကောတော့မဟုတ်တာတွေလုံးတော့မယ်ကွာ။ဆရာကြီးကောရှင်ကလည်းတစ်ချက်ငြိမ်ပြီးတော့စဉ်းစားနေတယ်။ အေးနမ်းမော်ဆုံးနဲ့တွေ့တာလေတွေ့တာပေါ့ကွာဒါပေမဲ့ငါတို့ငါအေးကိုကယ်တင်ရမယ်ကွာဟိုဘာဖြစ်လို့လဲဆရာကြီးအဒီကောင်ပညာသင်မဲ့ဆရာဆိုတာမဟုတ်မဲ့ဆရာတွေဖြစ်နေဒီကောင်မဲ့ခံရမှာကွာဒီကောင်စိတ်တဲ့ကောင်ငါသိပါတယ်ငါလည်းတခါဒီလိုဖြစ်ခဲ့ဘူးတယ်ကွာဆုံးနေကိုနန်းအောင်လုပ်မယ်ဆိုပြီးတော့မကောင်းတဲ့ဆရာကြီးကိုအိမ်ပေါ်ခေါ်ခဲ့ပြီလို့ငါ့မိကိုဆုံးရှုံးလိုက်ရဘူးတယ်ငါတို့မိသားစုရဲ့ဘဝလေးကလည်းပျက်စီးသွားခဲ့ဘူးတယ်ကွာဆရာကြီးရဲ့မျက်နှာကလည်းဝမ်းနေတဲ့အောင်ဖြစ်သွားတယ်ဗျာ ေဒါတွေမဲ့လားဆိုတော့မဟုတ်သေးဘူးကွာငါအေးကိုတွေးတဲ့အချိန်မှာငါစိတ်ထဲမှာထူးထန်းထန်းနေခံစားမိတယ်ကွာဟိုဘလို့ခံစားမိတာလဲဆရာကြီးကမင်းမှတ်မိသေးလားရမောင်မင်းကိုစောက်တွေးတဲ့အချိန်မှာမင်းနဲ့ငါတချင်ချင်းမှာပြန်ဆုံပြီးတော့ယင်းနီနီနေရမယ်ဆိုတဲ့ခံစားချက်မျိုးခံစားမိတယ်မဟုတ်လားအခုငါအေးနဲ့လည်းဒီတိုင်းပဲကွာဒီကောင်ထောင်အားလုပ်ပြီးတော့ပြန်တွေးလဲရတဲ့အချိန်မှာတချင်ကြရင်ငါနဲ့ယင်းနီ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 ကက်ကက်နေရမယ်ဆိုတဲ့ခံစားချက်မျိုးကိုခံစားရတယ်ကွာအော်ဒါဆိုရင် ိုအေးလဲဆရာကြီးရဲ့တပည့်ဖြစ်မလားမသိဘူးနော်ပြောမရဘူးရင်မောင်ကြီးကဲလာထတော့ငါတို့ငအေးနော်ကိုလိုက်သွားမှာဖြစ်မယ်အနေပါဦးဆရာကြီးရဲ့ကိုအေးပဲသွားတယ်ဆိုတော့ဆရာကြီးကသိရဲ့လားဟောသိရမလို့ပါဘူးကွာစိတ်ကြံရင်ဖြစ်ပါတယ်ကွာဆရာကြီးပြောတာနဲ့ကျုံနားမလည်နိုင်တော့ဘူးဒါနဲ့ပဲဆရာကြီးရဲ့နောက်ကိုလိုက်ခဲ့ရတယ်ရွာပြင်တားလဲကိုရောက်တော့ကိုတို့တက်ကလဲမောင်းပြီးတော့ရွာတွေကနေထွက်လာလေဗျကျုပ်တို့မြင်တော့လှမ်းနှုတ်ဆက်တယ်ဟာ ဆရာကြီးတို့ဘယ်သွားကြမလို့လဲဟိုတနေရာပေါ့ကွာဒါနဲ့တိုးတဲ့ငအေးရွာနေထွက်သွားတယ်တဲ့ကွာအဲ့ဒါဘယ်သွားတာလဲဆိုတာမင်းသိလားမင်းနဲ့ငရေကအရင်တော့ဆိုးပေါ်ဆိုးပဲတောက်ပေါ်တောက်ပဲနေမဟုတ်လားဦးတို့တက်ကလည်းတစ်ချက်စဉ်းစားပြီးတော့အဲရွာထွက်သွားတယ်ဆိုရင်တော့သူ့တကယ်ကြီးအတိုလေးစီကိုသွားတာပဲဖြစ်မယ်ဗျအေးအဲ့ဒီအတိုလေးရဗမာနေတာလေကွာဟိုမိုးဆိုရွာမှာဆရာကြီးရဲ့ငအေးနဲ့လည်းတိတ်ခင်ရှာတယ်အရင်တော့ငအေးရွာနေစင်းသွားရင်မိုးဆိုကအတိုလေးအိမ်မှာသွားအိမ်ထာများတယ် ဟင်အေးဒါဆိုရင်ငါတို့မိုးဆူကိုသွားကြစို့ရင်မောင်းကြီးဟိုဒါပြင်လေလဲပေါ်တက်ပါဆရာကြီးတို့ရဲ့မင်းရောမိုးဆူကိုသွားမလို့လားဩကျွန်တော်ကချောင်းကောက်ရောင်ကိုသွားမလို့ပါဆရာကြီးရဲ့အေးဒါဆိုဟန်ကြတာပဲကွာမိုးဆူနဲ့ချောင်းကောက်ဆိုတာဟိုဘက်ရွာဒီဘက်ရွာပဲမဟုတ်လားကျုံနဲ့ဆရာဦးအောင်ရှင်ကလည်းလဲပေါ်ကိုတက်ထိုင်ရင်းနဲ့လိုက်လာခဲ့ကြတယ်လှဲစည်းနေတော့မှကျုပ်ကကိုတိုးတက်ပခုံးပေါ်ပစိုးပိုင်းလေးကိုသတိထားမိသွားတယ်ဒီပစိုးပိုင်းကဟိုတနေ့ကဥယျာဉ်အောင်ထည့်ထားတဲ့ပုံတောင်းကြီးပေါ်ကိုအုပ်ထားခဲ့တဲ့ပစိုးပိုင်းလေးကြီးဗျ ကျုပ်ကလည်းမနေနိုင်တော့တာနဲ့ဟိုကိုတို့တဲ့ကိုတို့တဲ့ပခုံးပေါ်ကပစိုးပိုင်းလေးကဘယ်ရရတာလဲဘယ်ရရမလဲကွာငါပစိုးပေါ်ကဟိုနေ့ကဒေါ်ကောင်းချိန်ကနေပြန်လာမှမေ့ပြီးတော့ဆရာကြီးတို့ခြံစည်းဦးတိုင်ပေါ်မှာတင်ထားခဲ့မိတာကွာဟုတ်တော့ဟုတ်နေပါပြီဗျာဟိုနေ့ကဆရာကြီးကပစိုးတောင်းတော့ကျုပ်ကလည်းခြံစည်းဦးတိုင်ပေါ်ကိုတင်ထားမိတဲ့ပစိုးပိုင်းလေးကိုယူပေးလိုက်မိတယ်မဟုတ်လားအဲ့ဒီပစိုးပန်းကိုရေမန်းဆုပ်ပြီးတော့ပုတ်တောင်းပေါ်ကိုအုပ်ထားခဲ့တာဗျ။နေသေးမအောင်အဲ့ဒါကိုရိုးတက်စီကိုဘလို့ပြန်ရောက်နေတာလဲ ။ဩအဲ့ဒီညာငါလည်းပစိုးပန်းကြံငဲလို့ဆိုပြီးတော့ဆရာကြီးတို့အိမ်ကိုထွက်လာခဲ့တာ။ငါထွက်လာတော့ညာ9နိုင်လောက်ရှိမယ်တင်တယ်။ဆရာကြီးတို့တိန်လုံးကလည်းအိမ်နေတာနဲ့မနှိုးတော့ဘဲနဲ့ခြံထဲအောင်ဝင်ပြီးတော့ပစိုးလိုက်ချတာ။ဖြစ်ချင်တော့ဟေးပစိုးပန်းကတယောက်ကရေထဲချော်ပြီးတော့ပုံတော်ကြီးပေါ်မှာလှန့်တင်ထားတာတွေးလဲရတယ်ကွာ။ဒါနဲ့ပဲငါပစိုးပန်းလေးကိုပြန်ယူလာခဲ့တာလေ။ဗျာသွားပြီပေါ့ကိုတို့တဲ့ရဲ့။ကျုပ်ကလည်းအတန်းကြဲကြီးနဲ့ထောင်းအောင်လိုက်တယ်ဗျကိုတို့တက်ကလည်းအလန်တကြားနဲ့ ဘာသွားတာလဲရင်မောင်ကကဲပြီးခဲ့တာတွေပြီးပါပြီရင်မောင်ကပြန်ပြီးတော့အဆဖော်မနေပါနဲ့တော့ဆရာကြီးကဝင်ထားတာနဲ့ကျုပ်ကလည်းဘာမှပြန်မပြောတော့ဘူးဗျအတကယ်တော့ဟိုနေ့ကဥယျာဉ်အောင်လွတ်သွားတာကိုတိုးတက်လို့လို့ဗျဒါပေမဲ့ကိုတိုးတက်ကလည်းဘာမှမသိပဲဘူးဒါတွေအားလုံးကလည်းကျုပ်ပြည့်တွေကြီးပါပဲဗျာဆရာကြီးကပစိုးတောင်းတဲ့အချိန်မှာကျုပ်ပစိုးတက်ထေကိုပေးလိုက်ရင်ပြီးရောလေအင်းလေပြီးခဲ့တာနေလေပြီးခဲ့ပြီမဟုတ်လားတို့တို့လဲကလေးကတော့တာလဲမော်မှာအချိန်နဲ့မောင်းနေလို့ပေါ့ဗျာ ကျွန်တော်တို့ channel ကနေအခုတင်ဆက်ပေးသွားတဲ့ဇလံကောင်းလေးကတော့ဆရာကတော်ကိုရင်ရေးသားထားတဲ့ဖျော်ဖျော်ဥအောင်ရှင်နဲ့ကုလို့များတဲ့ပျောကားဆိုတဲ့ဇလံကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါရဲ့ခင်ဗျာ